မိဘတွေဆုံးမသွားပြီးရဲ့နောက်ဆွေမျိုးမကင်းတဲ့ဘုန်းကြီးစီမှာမိခိုးရင်းចောင်းတက်နေရတဲ့ဘုန်းကြီးចောင်းသားလေးတော်စင်ဘုန်းကြီးចောင်းသားလေးကမှတနာစိတ်ဝင်မိပြီးအကြီးတကြီးကြီးနဲ့လိုက်ဆောင်လျှောက်ပေးနေတဲ့စာတော်တဲ့တထေသားလေးသူရင်းသူတို့နှစ်ယောက်ကိုမှသတိထားမိပြီးသူတို့နှစ်ယောက်အကြောင်းအမြဲလည်လာနေခဲ့တဲ့ဆက်စွတဲ့တငယ်ချင်းမလေးနင်းဝေး နေဝေတရားအသက်ရရလာလို့စာရေးဆရာမဖြစ်လာတဲ့အခါတချင်ကသူတို့နှစ်ယောက်အကြောင်းကိုဝိတုဆောင်တုံးအနေနဲ့ရေးသားထုတ်ဝေခဲ့တဲ့အခါပုံမြင်လေးတပုံလုံးတွေထွေးနေတော့မေနေဝေတရားသူတို့နှစ်ယောက်နဲ့ဘလို့ပြန်လေစုံစည်းမှလဲဟမ် တယ်။သူတို့နှစ်ယောက်ကြားကအတိတ်ကဖြစ်ရတွေကရောဘာရီမြောင်ဖြစ်ခဲ့တာလဲ။ Google da go by saya ye ဒီဘွားကိုလွမ်းဆွစီရခိတခိကိုနောက်ခံထားတဲ့အမတ်တရပုံရိပ်တွေနဲ့စေကျော်တဲ့ရယောက်ျားလေးနှစ်ဦးရဲ့နေဆိုင်တဲ့တန်ရုံးစင်နဲ့မြစ်တာတရားကို ရင်းနှင်းဝေခန်းစားကြည့်ရှုရမယ်သူတို့နှစ်ယောက်ကိုသိထားလေအတေကသူတို့နှစ်ယောက်ဟိုတေကသူတို့နှစ်ယောက်မိမိရဲ့နိုင်ဇလန်တို့ကိုဖန်တီးခဲ့တဲ့ဒရိုက်တာမင်းဆက်တရဲ့အမှုပညာလက်ရာသစ်ဖြစ်ပြီး Milestone Entertainment ရဲ့တဲလက်များဖြစ်တဲ့ဟိတုတနဲ့အောင်လီမိုးတို့ကအဓိကပါဝင်တယောက်ဆောင်သွားကြမှာပဲဖြစ်ပါတယ်။ဒီဇလန်တွဲမှာတော့ စုစုပေါင်းအပိုင်း၈ပိုင်းပါဝင်သွားမှာဖြစ်ပြီးမကြခင်မှာစတင်ထုတ်လွှင့်ပြသပေးသွားတော့မှာဖြစ်ပါတယ်ရှင်။